အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇေယောဖြစ်ပါတယ်ကျွန်တော်25ခုနှစ်ဒီဇင်ဘာလ4ရက်စေတင်ကောင်းတော်သုံးသက်ဆံများဟိုဖာကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ခုနကဗီဒီယိုလေးကိုလက်မလေးတွေထောင်ပြီးတော့ comment လေးတွေရေးပေးကြအောင်မြစ်တာရက်ခံပြရစေခင်ဗျာမခွေတိုင်းပခုတ်ကူမျိုးလေငွေရနေဖက်ခွာလာတဲ့အင်အားစီစီဆဲစစ်တောင်းတစ်ခုဟာခြေလျော်မျိုးနဲ့ဗရိုင်းညုံရွာအရှိမြောက်ဘက်သို့ဖြန့်ခွဲရောက်ရှိနေတာရှိပါတယ် ရှိတဲ့ကြုံမျိုးနဲ့တောင်ပိုင်းကိုလည်းအချမ်းဖက်တက်ဟာရှစ်ချောင်းငယ်ငါးချောင်းထက်မနည်းနဲ့ဖြတ်ကျက်လှုပ်ရှားလာတာကိုတွေ့ရပါဒေသခံကာဝေးတပ်တွေနဲ့ထိတွေ့မှုပြင်းပြထန်ထန်ဖြစ်ပေါ်လာနိုင်ပွဲရှိနေပြီးလက်နေကြီးနဲ့နှစ်ဖက်ပြစ်ခတ်မှုတွေရှိနေပြီဖြစ်ပါတယ်ညာမျိုးနဲ့ဆွဲပွဲဆက်မှုကနေထွက်လာတဲ့အင်အားတရာဝင်းကျင်ရှိတဲ့ရှစ်ချောင်းဟာမြို့တောင်ဘက်ညောင်တွင်ဆူတွင်ဖောင်ချောင်းရတဲ့ဝိမာလှဲ့တယ်လှုပ်ရှားလျက်ရှိနေပါ ဖဲမျိုးနဲ့နိုင်ရီကဆင်းမြန်လာမှာတော့စစ်အနေနဲ့တချို့လှုပ်ရှားမှုရှိနေတာကိုတွေ့ရပါတယ်။စုံမုံခြေလိုက်အမတ်ကွေးရောင်ကအမြောက်စစ်စင်ကိုကဲမှုဌာနချုပ်ကနေထွက်လာတဲ့စစ်အနေနဲ့သုံးစီးအားဆက်စီလမ်းတစ်ကနေတစီးဗစီလမ်းကနေနှစ်စီးရိုးပေါ်သို့တက်သွားတာရှိခဲ့ပါတယ်။အစောပိုင်းညနှောင်းစီးမှာဈေးကခေရန်တင်ဆောင်လာတာနှစ်စီးအင်အားဖြင့်တင်ဆောင်လာတာတစီးဖြစ်ပါတယ်။ ဂျမန်နေ့မနေ့မှာတော့မဆာက905ကနေအင်အားဖြင့်တင်ဆောင်လာတဲ့စစ်အနံစစ်စည်းအားဇင်မျိုးကြီးရွာကနေတစ်ဆင့်လမ်းတွေအတိုင်းငါးစီလမ်းအောင်ဘက်ကနေသုံးစီကျက်သွားတာကိုတွေ့ရပါတယ်အစပိုင်းအရာ နိုင်ရီကန်ဖြူအောင်စကန်းကိုအင်အားဖြည့်တင်းမှုပြုလုပ်တာဖြစ်ပါတယ်အင်အားကြီးပဲအသက်ရင်ကျွန်တော်တို့၄00ခန့်ရှိပါတယ်ကျွန်တော်တို့ယခု ဒီဇင်ဘာလအတွက်ဈေးကအင်အားပြည့်တက်တဲ့စစ်ကြောင်းတွေလိုပဲအကြံမြင်ခံမှန်းရပါသေးတယ်။မလော်တနဲ့အာဆီယံစစ်ပြကွင်းမှာတော့လက်နေကြီးပြခတ်ဆန်းဆန်းမှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။စစ်ပြကွင်းပြခတ်ချိန်တွေဆိုရင်စစ်စနိုဂိတ်အပါဝင် အနီနာဖက်လေကြီးရွာတွေမှာလက်နေငယ်နဲ့စစ်သား၂ယောက်စီလောက်လုံခြုံရေးချထားလို့ရှိပါတယ်။ချထားတာကြောင့်သာပြောခြင်းဖြစ်ပါတယ်။ ဂျမန်နဲ့စမ်းသပ်တိကျစင်မှာတော့ဘုံဒီအဲရာတွေတက်ပြီးမတော်တဆပေါက်ကွဲမှုတွေရှိခဲ့ပေမဲ့အထီးကြိုက်တော့ရှိပုံမရပါဘူး။မကွဲဘုံဒီတွေရှိခဲ့သလိုပြောင်းရတာနေထပ်ပြီးပြီးချင်းပြုတ်ကြတဲ့အလုံးရေတွေကလည်းများခဲ့တယ်လို့သိရှိရပါတယ်။ကာဝေးပစ္စည်းဆိုင်ရာတွေရဲ့ဘုံဒီထုတ်လို့ရဲ့ဆက်ယုံတွေမှာအဂရိတ်ပြုတ်လို့မှုတွေရှိနေတာကိုတွေ့ရပါတယ်။အခြားနေရာတွေကသတင်းစာဖတ်လာပြီဆိုရင်တော့တိတိကျကျပြောပြပေးပါမယ် ။နှမောရင်ဒီကောင်ကြီးကလည်းစစ်တပ်ကလုံနေသည်များအကုန်ပြောနေတော့တာပဲ။ငါတို့တော်လိုင်းရဲ့ဘက်ကများချိန်ချောင်းနေတာလားဆိုပြီးတော့ကြောက်ရပါသေးတယ်။ခြေပိုင်းရဆိုပြောတောင်းပြောခံရပါတယ်။ဒါကဒီအဲ့ဒီလုံတဲ့ကိစ္စကတော်တော်လေးငက်ဆိုင်ပါတယ်။အန်ရယ်ကြီးပါတယ်။ကျွန်တော်မကြခင်သတိပေးနေအောင်သတင်းထပ်ပြီးတော့တေချာစူးစီးသွားပါမယ်။ စလင်တာနယ်တွေကနေအင်အားပြည်နယ်စစ်အင်အား၃သိအားဇမန်နေ့မနေ့၈နာရီဝင်းကျင်စလင်ကြီးကုန်ချေးရွာတဝိုက်မှာယာယီအခြေပြုခဲ့ပြီးတော့အစိုးရရင်နှန်းဟာပွင့်မြူမြို့နယ်ကနေတစင်းမင်းမှုစကုမြို့နယ်ခံကုန်းချေးရွာအတွင်းကိုဝင်ရောက်လာခဲ့တာကိုတွေ့ရပါတယ်။ကချင်ပြည်နယ်မွန်ကြီးမြို့နယ်အတွင်းမှာတော့ထိတွေ့ပြစ်ခတ်မှုတွေပြန်လည်ရပ်ဆိုင်းသွားတာကိုတွေ့ရပါတယ်။တရားဝင်ရွေးကောက်ပွဲနီးကပ်လာတဲ့အတွက်ကြိုတင်မဲ့ရရှိစေခြင်းအလို့ငါမွန်ကြီးတက္ကသိုလ်ကိုပြန်လည်ဖွင့်လှစ်လာခဲ့ပါတယ်။ ညပိုင်းတိုင်းစစ်သားနာကြောင့်စစ်တိုင်းမှုလုပ်သူကလည်းမြေကြီးနာတက်နေအတွင်းကနေဘေးမှမသွားရပဲခြေကျုံမိနေတာကြာလာနေပြီဖြစ်ပါတယ်။ဘမောစစ်မျက်နှာမှာနေစင်နေအမြအထိတ်နာနေစဉ်တော့လမ်းတစ်ဖက်မှာရှိတဲ့အမတ်တက်တမတော်ဆေးရုံဂရင်300ဦးလူနာတွေရောက်ရောက်လာရင်ပြင်းပြင်းကြည့်ပြီးကိုထင်ပြရိုက်ကူးရေးလုပ်လို့ရှိပါတယ်။ဈေးမမရောက်အမတ်တရတွေများလာတော့အညောင်းဆန်းတဲ့အနေနဲ့မိုးကောင်းတက်နေလို့လာရောက်ပြီးတော့လူလုံးပြလာတာကိုတွေ့ရပါတယ်။ ရပိုင်းတိုင်းစစ်တနာကျုပ်မဘခဆိုတာကလည်းစစ်တိုင်းမှုတယောက်ကိုတတ်နေအတွင်းပါရင် KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကလုံကြံစပ်ဖြတ်နိုင်ခဲ့တဲ့အတိတ်သမိုင်းမှတ်တမ်းရှိနေတော့အခြားစစ်တိုင်းမှုတွေလိုလာရလာရစိတ်လုံရဲတွေမရှိရပါဘူးယခုမြจีนာနာမတိမိုးအောင်ခီးစဉ်ကိုအနှက်ကြောင်းယထာလန်းကလာသလားအနီကြောင်းကားလန်းကလာသလားတော့မသိရပါဘူးကားလန်တိုင်းဆိုရင်တော့မော်ဖောင်းအလွန်အကျဲအထိလုံခြုံရေးစခန်းတွေဈေးဆက်ရှိပေမဲ့ မရရောက်မှသာနေမီကန်တရင်တရင်တာရှိပါကြားထဲမှာအရင်ကတော့အဖွဲ့ဆုံးပါတဲ့ပူပေါင်းစစ်ဆေးခိတ်တခုဟာ22မိုင်အနီးမှာရှိပါတယ်။ယထာသာဆိုရင်တော့ကြည်တော်မှာနေမြေကန်တပ်ဖြစ်တဲ့အမှတ်ခွန်တပ်မတော်တိုင်းမြင့်လေးကြီးအကြောင်းတရထဲတာရှိပါတယ်။မြေရာလာလာမယ်ဆိုရင်တော့ APD လို့ခေါ်တဲ့မိုင်းရှင်ယထာနဲ့ပုံမှန်အဖြစ်လာရောက်လေးရှိပါတယ်။ ဲ့လိုလာခဲ့ရင်လေယထာပက်တဲ့တွဲပေါ်မှာထိုင်ဖို့ကျုံးကနုတ်ထိုင်ကုန်နေမြို့ထဲမှာလိုက်ပြီးငှားခဲ့ရဘူးပါလေအခုကတော့ဘိုးကောင်ကြီးစင်ကိုမဲကိစ္စအတွက်မော်တော်ယာဉ်နှန်းနဲ့ပဲလာရောက်နိုင်ခြင်းရှိတယ်လို့သုံးသပ်ရပါတယ်ရှာတောင်နဲ့ကယင်ဒီအဆက်မှာတော့ကာဝေးတပ်ပေါင်းစုတွေဘက်ကတိုက်စစ်ကိုဒုနဲ့ကြီးကြီးမားမားပေါ်ဆောင်ရင်းမတွေ့ရပါဘဲချမ်းမဲတိုက်ရဲ့ထိုးစစ်ကိုကျန်းကျန်းခံထားနိုင်ရဖြစ်သလိုကြောက်ကြားနီးစနစ်နဲ့ဗန်မြန်တိုက်စစ်ပုံဖော်ထားနိုင်တဲ့အနေအထားရှိနေပါတယ် အကြမ်းမဲ့တဲ့ဘက်ကလည်း၃မြောင်း၅မြောင်း၆မြောင်းပဲတွေကိုအင်အားထပ်မှဖြည့်တင်းလျက်ရှိတာကိုတွေ့ရပါတယ်။လိုက်ကောင်မြောင်းပဲနိုင်လေးပဲချမ်းကိုနာချေရောက်ဝင်းစီချိတွေ့မှုဖြစ်စဉ်တစ်ခုရှိခဲ့ပြီးရှစ်ကောင်စီဘက်က၅ရောက်မက်စီကြိုက်ခဲ့တယ်လို့တော်လိုင်းတပ်တွေဘက်ကလည်း၁ရောက်ကျွေလွင်းခဲ့ရပါတယ်။ပူပေါင်းတပ်တွေဘက်ကစနိုက်ပါအသုံးချနိုင်မှုကြောင့်အရေးတာခဲ့ရပါမယ်။ချမ်းဖက်တိုက်ရဲ့ထမ်းပြန်ဒရုန်းတိုက်ခိုက်မှုကြောင့်အထိကိုက်ရှိခဲ့ရခြင်းဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့တုန်းကကုန်းကောင်းကြီးရွာတိုက်ပွဲမှာတော့မက်ဆီနဲ့10ယောက်နဲ့လက်နက်ငယ်22လက်30ရရှိခဲ့တယ်လို့သိရှိရပြီးအကြမ်းဖက်တပ်ရဲ့လက်ကျန်စစ်ကြောင်းတွေကတော့လင်းဖုံကြီးရွာအတွင်းမှာတပ်ဆွဲအခြေပြုထားသေးတာဖြစ်ပါစကိုင်းတိုင်းသမောင်မြို့မှာတော့ကျမ်းပဲတဟာမြို့အနီးသို့ပြန်လည်ချိတ်ကျလာတဲ့အတွက်ဖြစ်တွေ့တိုက်ပွဲတွေပြန်လည်ပြင်းထန်လာခဲ့ပြီဖြစ်ပါတယ်။စစ်တိုင်းမှုအသည့်အတွက်သမောင်မြို့ဟာဘူဂျုံအပွင့်တင်နိုင်မှုအတွက်အမှတ်ကြီးတက်မှတ်ပဲဖြစ်နေပါဗျ ဝယ်ဘလူမျိုးမင်းတွေဟာဗမောင်းမျိုးကိုလက်လွတ်လိုက်ရပြီးဟုံးမလင်းတက်နယ်အထိလာရောက်ကိုကဲခဲ့ပြီမဲ့အမတ်၆အချင်းမြန်တက်ရင်ရစစ်ကြောင်းတစ်ကြောင်းနဲ့သာဆေလွတ်ခဲ့တယ်ဆိုတာကိုတွေးခဲ့ကြရမှာအစောပါစစ်ကြောင်းကလည်းဗမောင်းမျိုးကိုဝင်ရောက်နိုင်မှုထက်ချွေမော်နေရာတွေကိုပြန်လည်ထိရောက်နိုင်သည့်အထိသာအလုပ်ဖြစ်ခဲ့ပါတယ်မန္တလေးတိုင်းစစ်ကူးမျိုးနဲ့ညောင်ဝင်းကျေးရွာကိုလေကြောင်းတက်ခဲ့မှုပြုလုပ်ခံခဲ့ရပါတယ်တရာဦးနေတဲ့ကနေတက်လာတဲ့တိုက်လေရင်နဲ့ဘုံချတက်ခိုင်းမှုကြောင့်ဒေသခံတအူးသေဆုံးပြီး ကလေးငယ်အပါဝင်10ဦးတည်းမနေထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ပါရောင်းကြီးဟာလက်ပံလှနဲ့ရွှေပြည်ရွာကြားမှာတည်ရှိတာဖြစ်ပြီးအကြမ်းဖက်တပ်ရဲ့မြေပြင်စစ်ကြောင်းတွေရဲ့တည်နေရာကိုတော့စီစစ်နေရသေးတာဖြစ်ပါတယ်ဘိုးကုန်းမြို့အခြေအနေကတော့အားလုံးဒီပါကျွန်တော်တော်တော်များများပါတော့ခံမှန်းခဲ့ပြီးမို့မိဘပြည်သူတွေအနေနဲ့ဘာတွေကြားသိရပါသေးလဲလို့ပဲပြန်ပြီး မေးထားရအောင်ပါပဲဖြစ်ပါတယ် ရှာမရမြေရေးမြုံနယ်ကျောင်းရွာခြေဆိုင်အမှန်960တခြေမြတိုင်ရနေလက်နေကြီးနဲ့ပြစ်ခတ်မှုပြုလုပ်ခဲ့တာကြောင့်ဒေသခံအမျိုးသားနှုတ်နဲ့အမျိုးသမီးတဦးဒဏ်ရာရရှိခဲ့ပါတယ်။ကျောင်းရွာပြင်မှာအမှန်960တခြေမြတိုင်ရင်ထုံးလို့စစ်ကြောင်းနေဒေသခံတော်လှန်ရေးတပ်တွေချိတွေ့တိုက်ပွဲဖြစ်ပွားစဉ်တိုင်ရင်ဌာနချုပ်ကနေလူနေကြေးရွာတင်းတို့လက်နေကြီးနဲ့ဆယ်ချက်ထက်မနည်းပြစ်ခတ်ခဲ့မှုကြောင့်နေအိမ်သုံးလုံးပျက်စီးခဲ့ရပါတယ်။ ရှင်းပြောနေဟာနာမည်တရားမွေရွေးကောက်ပွဲဒုတိယအရင်မှာ ပြုတ်လုံမှာဖြစ်ပြီးမွန်ပြည်နယ်မှာရှိတဲ့ဆယ်မြို့နယ်ကိုပထမနဲ့ဒုတိယနှစ်ကြိမ်ခွဲပြီးအပီးပြုတ်လုံသွားမယ်လို့ကြေညာထားပါတယ်။သို့သောရှင်းပြောနေဟာတော့တော်လိုင်းအင်အားစုတွေအားကောင်းတဲ့နယ်မြေထဲမှာပါဝင်လာမှုအကြမ်းတက်ဟာအချင်းချုံပြီးခိုးချောင်ခိုးဝဲပြုတ်လုံသွားရမယ်အနေထားပဲဖြစ်ပါတယ်။တနေ့တိုင်းကံဝဲနယ်မြေဒဝဲနဲ့တရချောင်းမြို့နယ်အတွင်းရှိတဲ့ ခြေရချင်းဆက်တရားတွေကိုစံဖက်တာဟာဖြက်စီးမှုတွေပြုလုပ်လာခဲ့ပါတယ်။အင်အားတရားဝိညာဉ်ကရှိတဲ့စစ်ကြောင်းကြောင်းဟာရောင်းပေါ်ခြေရပဲသူရောက်ရှိလာပြီးတော့၎င်းခြေရနဲ့ဆက်သွယ်ထားတဲ့တရားသုံးစင်းကိုမြေတူးဆက်တစီအသုံးပြုတာဖြက်စီးခဲ့ပြီးတော့စစ်ကြောင်းတွေပြန်လည်ထွက်ခွာသွားခဲ့တယ်လို့သိရှိရပါတယ်။ချင်းမုတ်တီစေဖြတ်ကုန်းနဲ့တဲတော်ကင်းရှိစော်ပြားခြေရတွေနဲ့ဆက်သွယ်ထားတဲ့တရားသုံးစင်းဖြစ်ပါတယ်။ မော်တော်မျိုးတို့ဥတည်နေတဲ့စစ်ကြောင်းနေရာလဲတဲယူချင်းရွာတဝိုက်အနီးမှာသာရပ်တန့်နေတဲ့ဖြစ်ကြောင်းတွေ့ရှိရပါဗျ။ရခိုင်ပြည်နယ်မြောက်ဦးမင်းပြားကျောက်တော်ဆတဲ့မြောက်ပိုင်းမြို့နယ်တွေမှာတော့အာရခတပ်တော်ဟာနယ်ဘက်အုပ်ချုပ်ရေးရန်ရားတွေကောင်းမွန်စွာလေပတ်နိုင်နေပြီလို့ခံမှန်းရပါတယ်။မြို့တော်စစ်တွေမှာတော့လက်နက်ကြီးနဲ့အပြန်အလှန်ပြစ်ခတ်မှုတွေချစ်ပေါ်လာခဲ့တာရှိနေပါတယ်။အာရခတပ်ဟာအနောက်ပိုင်းရန်စစ်တပ်အနာချုပ်ယာယီအခြေပြုတ်ထားတဲ့စက်ကပြင်းတက်နေတဲ့အတွင်းထိ လက်နဲ့ကြီးနဲ့ပြန်လဲပြစ်ခတ်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။စစ်တွေတနဲ့ရဲအကြီးမားဆုံးခန်းစစ်စခန်းဖြစ်တဲ့ခန်းဟော်ကျွန်းနဲ့လက်တကားအထိခြေကုပ်ယူထားနိုင်တဲ့ဝါဘိုကျွန်းဘက်ကနေပြစ်ခတ်နေတာဖြစ်သလိုပါတလိတ်ရေချမ်းမြင်ဆတဲ့ရေစုံနယ်မြေတွေကိုလည်းလှည့်လည်ပြစ်ခတ်နေကြခြင်းဖြစ်ပါတယ်။ရေချမ်းမြင်တနဲ့မှာတော့အမှန်190ခြေလင်းတိုင်ရင်နဲ့အမှန်828ထောက်ပံ့တဲ့ပို့ဆောင်ရေးတိုင်ရင်အမှန်ဆက်ကုန်တက်မတော်ဆေးရုံဂရင်းတရားတို့တည်ရှိကြတာဖြစ်ပါတယ်။ ပြည့်ရတဲ့ရခိုင်တပြည်နယ်လုံးကိုအရခတ်တိုက်စစ်ဆင်ခဲ့ချိန်မှာတော့ကြားတဲ့ကြောင်းဒီမှာရှိတဲ့အမှတ်190အခြေလင်တိုင်းရာလွတ်တော်အဆောက်အဦတွေအထိကြောင်းရွှေ့ခံစစ်ဆင်ခဲ့ရပါတယ်။စစ်တွေတန်းနေဟာတကယ်တမ်းအရခတ်တပ်ဘက်ကနေအကောင်းကောင်းနဲ့တာတိုက်စစ်ဆင်လာခဲ့ရင်နောက်ဆုံးပြည်နယ်တဲလို့သာခုံချစရာရှိပါ။ဒါကြောင့်လဲအကြမ်းဖက်တပ်တွေရဲ့ခံစစ်ကြောင်းဟာမထင်မှတ်ထားပဲမာကျောနေတဲ့အောင်ရှိနေတာဖြစ်ပါတယ်။ စစ်တေတန်တွေကနေနောက်ဆုံးဝင်ကြီးခြေတန်းထွက်ခဲ့ရတာလေးပြောပြပါအောင်မယ်ပထမကြိမ်တော့ကလည်းမှတ်မှတ်ရပါပဲအဲ့ဒီခြေချမ်းမြတ်အမှတ်190ခြေလင်တိုင်ရနေ87မှာစိန်ကြောင်းကြီးတစ်လက်ကိုကျွန်တော်တို့လမ်းညုံထက်ပြလိုက်တာဖြစ်ပါစစ်တွေကနေကြောက်တော့ပလဝါတိရင်နန်းနေဆိုပေမဲ့ပလဝါကနေဟိုးအထက်ကိုဆက်တက်ပြီဆိုတာနဲ့ကြောနဲ့ထမ်းရတာဖြစ်ပါရှင်းစက်တင်မမစိန်ကြောင်းဆိုတာတစ်လက်လုံး53ကီလိုဂရမ်ပေါ့နော်ပေါင်130စံတိုက်ကျော်နေပါတယ ထမ်းမယ်ဆိုရင်လည်းကျွန်တော်တို့ပြောင်းရတယောက်နှချောင်းတော့ကတယောက်အောက်ခံကောင်ကတယောက်ခွဲပြီးထမ်းရအဲ့မှာကျွန်တော်ပြောပြအောင်ပြောင်းရ19 kg ပေါ့နော်19 kg 42ပေါင်လောက်လေးတယ်နှချောင်းတော့က15 kg ပေါ့နော်ပေါင်30ကျော်နေပါအောက်ခံကောင်ကလည်း18 kg ပေါင်40နေပါလေးတယ်အဲ့ဒီမှာထမ်းပြီဆိုရင်ကျွန်တော်တို့ကဒီလက်လက်ကိုထမ်းတဲ့နေရာမှာကျွန်တော်တို့က original မိမိုးရဲ့ခါမိုးတိုင်းပါတာရှိသေးတယ်ဘာလဲဆိုချင်းရအောင် အဲ့ချင်းညာတော့ကလည်းကို့တကိုကြီးသာပါတယ်အဲ့မှာကြောင်သမားကိစ္စမရှိဘူးဘယ်ညာထမ်းသွားလို့ရသေးလေကျွန်တော်တို့ပေါင်30ပေါင်30ဆိုမှကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့ပြီးသားပါပြိဋ္ဌာတော်မှာပဲကျွန်တော်တနေကုန်ထိုင်းအစိတ်သားလေးတယ်စဉ်းစားကြိတ်အဲ့မှာ2000တော့2000တော့ဆိုရင်လည်းအဲ့လိုပဲတန်ရိုးကြီးကလည်းပါသေးတယ်သူကရှေ့ဝိတ်နောက်ဝိတ်ကလည်းမညီဘူးဒါရသေးတယ်ချိုးဝိတ်ထုတ်ရမလို့ထမ်းလို့ရဟိုအောက်ခံကိုအောက်ခံကတော့တော်တော်ပြဿနာတက် တစ်ယောက်တည်းမလို့ထားမယ်ကျွန်တော်တို့လင်တိုင်းရွက်တယ်လို့ရွက်ရမယ်အနေထားရှိတယ်ဘာလို့ဆိုချင်ကြလောင်းကြီးပါနှစ်ယောက်ထားမယ်ဆိုရင်လည်းဝလုံးနဲ့ရှိုးပြီးတော့ထားကိုလုံးကလည်းတော်တော်နိုင်ပါတယ်အဲကျွန်တော်ဘူလအဲ့ဒီ87မမကြီးကကျွန်တော်ဘူလောင်းပါကလေးကကျွန်တော်ထားဘူလောင်းပါတော့ကျွန်တော်တို့ကျင့်ပေးရင်ပေါ့ဗျာကျင့်ပေးရင်ကျွန်တော်တို့ချင်ကြလောင်းနဲ့တော့မကျင့်ဘူးပေါ့အကျင့်တော့ကျင့်တော့ကချောဝိုင်းနေပေါ့အဲ့တော့ဆက်ကလာရင်ကျွန်တော်တို့မိုင်းရှေပေါ့နော်အဲ့အင်းလေးဘက်ကိုအင်းလေးကံဘက်ကိုထွက်ရတယ်ခင်ဗျာတောင်ကြီးဘက်ကိုထွက်ရတော့ ဆက်လာကလေးကခွဲလန်းခွဲလိုက်တဲ့အချိန်မှာကျွန်တော်အဲ့မှာအဲ့ဒီ87 base plate ပေါ့နော်အောက်ခံကုန်ကြီးဆက်ရအောင်ကျော်ဘိုးအိနဲ့ကျော်ဘိုးအိနဲ့အောက်ခံကုန်နဲ့ဆိုဘလို့ထမ်းတော့မစစကြည့်လိုက်အဲ့မှာမှကျော်ဘိုးအိကိုကလည်းအတွေ့အကြုံမရှိသေးဘူးလေဘိုးလောင်းဆိုတော့ကျော်ဘိုးအိကိုကားပေါ်တင်ပေးရတယ်ဒါတရားဝင်ပြီးကြကြမှာပစိုးတခွင်းနဲ့အဲ့ဒါကြီးကိုအဲ့အကျော်ပန်းကြီးကိုပေါ့နော်နောက်ကလည်းဆလွယ်တိုင်းပြီးဖမ်းထမ်းရပါအဲ့ဒါမှကွက်တိကြတာအဲ့အထမ်းနဲ့တနတ်နဲ့ အဲ့လိုမျိုးရှောက်ရတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့မှာအဲ့အဝိုင်းကြိုင်းထမ်းလိုက်ရင်ကျွန်တော်လိတ်နေကြလို့ပဲ။အာလိတ်နေကြပြီလာပြီဆိုအဲ့ဒါဘလို့မှမစားတော့ဘူး။ချင်းညားတောင်းတဲ့တတော်လေးလေးပါ။အဲ့လိုကတိကောက်ဖြစ်ပါတယ်။ထမ်းရတာပါ။အဲ့ဒီ80တက်မမကြီးကိုကျွန်တော်ကတဲသွားမှာ try စက္ကန့်။အဲ့ဒီ try စက္ကန့်ကိုမှရရင်ဝင်ရလဲရှိပါလေရနဲ့။တမင်တက်တက်ကိုလောက်တာဖြစ်ပါ။ကြက်ထားပါတော့။ကြက်အခုကျွန်တော်ပြောမယ်ဒုတိယတစ်ခေါက်ကြတော့ကျွန်တော်တို့ကအင်အားကြီးနဲ့နောက်ကနေလိုက်သွားတာ။ အဲ့ဒီမှာကျွန်တော်နောက်ကနေလိုက်ရတာဆိုတော့ရိတ်ခါပေးပစ္စည်းနဲ့လစာတွေပါပါတာပေါ့ဗျာ။ဆရာ၄ယောက်ကျွန်တော်ပါဝင်ဘုန်းကြီး၂ယောက်ကျဲပေါ်၂ယောက်ပေါ့နော်ဆရာ၂ယောက်ရိတ်ခါတို့ကတော့ကျွန်တော်တို့စာလာအိတ်တွေပီနာအိတ်တွေနဲ့အထုပ်30ကျော်မယ်ချင်ပါလေ။အဲ့တော့ကျွန်တော်တို့ဘေးဒီသွားတယ်ဆိုတော့ဟိုနေ့ကပြောခဲ့တယ်ကန်စောက်ထီသွားပါတယ်။အဲ့မှာမသွားခင်နေအောင်နဲ့ဂျီဝဲစေဝသိမှုပထမလမ်းလာကြည့်အောင်မယ်ဆိုတော့ဆောက်ပါသေးတယ်။ဘာတွေမှာကြတာလဲဆိုတော့ဘာမှမှာကြတာမဟုတ်ဓာတ်ပုံလာရိုက်တာရိုက်ကွေးရိုက်ကွေးလာတာ။ ဲ့မှာကျွန်တော်တို့ကရိုက်ကူးရလာတာဆိုတော့ထုံးစံတိုင်းအာကာထုံးနဲ့ကျွန်တော်တို့ကအသိဖြစ်နေပြီမဟုတ်ဘူးတဲ့ဒီဝိုင်းလာအောင်မှာယူနီဖောင်းဝေးပြီးရဲ့အဲ့မှာကျွန်တော်ပျောက်ကြားလက်ရှိဖနက်ကိုစီးအဲ့ပျောက်ကြားလက်ရှိဖနက်ကနောက်ကျကျမှကျွန်တော်ပြောပြအောင်မယ်အဲ့လက်ရှိဖနက်နဲ့စစ်စေးရင်းနဲ့ကဘလို့မှကြီးမကြိုက်တာအခုအဲ့ပျောက်ကြားဖနက်တွေစီးတော့တယ်ဆိုတော့အာသူအာ for show တွေ for show အဲ့ဒါဆိုတာနဲ့ကျွန်တော်တို့ကကြီးလိုက်တာနဲ့သိတယ်ဒီကောင်တွေတကယ်စစ်တိုက်တဲ့ကောင်တွေမဟုတ်ဘူး for show လုပ်တဲ့ကောင်တွေဆိုပြီးတော့ဒါသိရတယ်သူတို့ရိုက်ကူးရေးဝင်တာပါ တကယ်တကယ်တမ်းကျွန်တော်တို့ခြေသားထွက်ပြီဆိုရင်ကျွန်တော်တို့ကြောက်ကြဖနာလို့ခေါ်ကြတယ်အဲဘာကဘာဖနာလို့လည်းခေါ်ကြတယ်ပေါ့နော်အခုတော်လိုင်းရဲ့ဖွဲ့တွေကတော့တမျိုးခေါ်ပါတယ်ကျွန်တော်မေ့သွားလို့အဲအဲ့လိုအဲ့ဒီဖနာတရားပဲကျွန်တော်တို့လုံးဝအန်ကယ်ကင်းပတ်ပေါ့နော်အန်ကယ်ကင်းပတ်နဲ့ပဲကျွန်တော်တို့အသုံးတည့်ပါတယ်သွားရမယ်ဆိုတော့ဟိုရိတ်ကစာလာကြီးအထုပ်30လောက်နဲ့ဆိုတော့ကျွန်တော်တို့စက်ပိုင်ရင်လည်းမဟုတ်လို့လုပ်ငန်းရင်လည်းလိုက်မပို့စက်ပိုင်ရင်ကတော့ထားတော့ကျွန်တော်တက်ကကားဆိုတာသိရလုပ်ငန်းရင်ဆိုတာကျွန်တော်ထောက်ပို့ကားတွေပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ရှင်းလန်းသွားမှာကိုလိုက်မပို့ ။ဘာလို့လဲဆိုတော့ hydrate လေးတစ်စီငှားပါတယ်။ငှားကလည်းကျွန်တော်တို့ဒီအရာကြီးစစ်တွေအားလုံးရဲ့နေရစီထဲကနေသုံးပါတယ်။ဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူး။ဆက်လေငှားရင်လည်းအဲ့ဆက်လေကလေးကနေရိတ်ခါစုံငွေလေးကနေချက်ပါတယ်။ကျွန်တော်ဆိုရင်ပြောပါတယ်ကိုစီကိုစားစက်မတော်သားဆိုတာဒါပဲလို့။อืมပေါ်ဘူးတဲ့မှားတယ်တဲ့ဘူကြီးတဲ့။အဲ့လူစစ်စစ်သားလေးရဆိုရင်ဘိုးကြီးတို့စစ်တပ်ကလည်းကျွန်တော်တို့အတွက်ကတော့ထမင်းသားကြုံခံမှာပဲဗျာတဲ့ဟုတ်တယ်တဲ့လူမျိုးဆိုရင်လည်းလာတာအကုန်လုံးဗန်နဲ့ထည့်ထားတယ်ဗျာတဲ့ ကျွန်တော်စိတ်ညစ်နေပြီတဲ့စိတ်ညစ်လာရင်ထွက်ပြေးလိုက်မယ်နော်ထွက်ပြေးလိုက်မယ်နော်ဆိုပြီးတော့လာလာပြီးတော့ချိန်ရောက်တာလည်းခံရပါသေးတယ်ကျွန်တော်တော့အေးပါပဲဟဲ့အောင်မနေချင်ပြေးလာပြောမနေနဲ့အဲ့လိုမျိုးဟောက်မှစရပါဘူးကြီးရဲ့ဘိုးကြီးပုံစံအလုတ်ရုပ်ခံပြီးလိုက်ရှာနေမဲ့ပုံမဟုတ်တာလည်းသိပါတယ်ကြဲအခုတော့ဖုန်းလေးတစ်ကောက်လောက်ပေးဆက်ပါအောင်ဆိုပြီးတော့အဲ့လိုမျိုးလာပြီးတော့ရစ်လာလည်းရှိပါသေးတယ်ဆရာရဲ့ဘာလို့စစ်ကားမတုံးတာလဲဆိုတော့သတင်းပေါ်မှာဆိုလို့တဲ့ဟာ ဘလို့အုံးအောင်လဲတော့မသိဘူးသတင်းပေါက်မှာဆိုလို့တဲ့အရာထဲကကောင်းငှားတယ်တဲ့ဟုတ်ပါစေတော့ထားလိုက်တော့ဒါသူတို့စီစဉ်တဲ့ဇာတ်လမ်းကိုအဲ့လိုနဲ့ကျွန်တော်တို့လည်းတနာကိုကြီးထိုးပြီးတော့ထောက်ခဲ့ကြရတာဖြစ်ပါကံတော့ရောက်ခန်းဒီမှာတရားတစ်စင်းရှိပါတယ်တရားနာမည်တော့မမှတ်မိတော့ဘူးဘာဖြစ်လို့လဲတော့မသိဘူးအဲ့တော့တရားကောင်ကနေကားတယ်လုံးဝပေးမပြဘူးအောက်မှာကျွန်တော်တို့ဆက်လေလေးနဲ့ပစ္စည်းတွေကိုကဲရပါတယ်ကဲတဲ့အခါမှာလည်းကျွန်တော်တို့၄ယောက်နဲ့ဘလို့ထားနိုင်ပါတော့ကိုချင်းကြောင်နဲ့ကိုကနဲ့ကိုဆိုတိုင်းမှာအလုံသမားကဘုဘကူလည်းသွားတယ်အလုံသမားကအကုန်လုံးအိတ်ဆိုင်ပါ အပြင်ဟိုဘက်ကြာမှာကျွန်တော်တို့မော်တော်ယာဉ်စီးပြန်ငါပြန်ငါပြီးမှဆက်ထွက်ရပါတယ်ကိုဘက်ကရောက်တော့ကျွန်တော်တို့ရှေ့ရကပြောခဲ့တဲ့အမှတ်380အမြောက်တိုင်ရင်ကိုရောက်ပါတယ်အဲ့ဒီအမြောက်တိုင်ရင်ရဲ့ကျွန်တော်တို့ဒီလမ်းဘေးမော်တော်ယာဉ်ဘက်မှာပေါ့နော်မော်တော်ယာဉ်မှာကျွန်တော်တို့နေရာချထားပါတယ်အမှအထုပ်တွေရောလူတွေရောနေရာချပေါ့သုံးလေးရက်လောက်တော့နေလိုက်ရတယ်ထင်ပါတယ်အဲ့ဒီမှာကျွန်တော်တို့နေနေတုန်းရက်ထဲမှာပဲတက်မှ1နှစ်လားတက်မှ20နှစ်နဲ့တက်မှ44တက်ခုခုပဲဗျာ အဲအဲ့ဒီတိုင်မှာတစ်ခုကလည်းစစ်ကြောင်းနှစ်ကြောင်းရောက်လာပါတယ်ညနေပိုင်းရောက်ပြီးတော့ညပဲပြန်ဆက်သွားပါတယ်ဘာသာညာသာမှအားမမကြောက်အဲ့တက်မတွေရဲ့အနေထားကျွန်တော်လည်းအရင်တော့ဒီတက်မတွေကနေလာခဲ့တာပေါ့နော်အခုကဒီဘက်ကိုရောက်တဲ့အချိန်မှာတက်မမဟုတ်ဘူးအဲ့တက်မမဟုတ်တဲ့တိုင်းလက်အောက်ခံတက်တယ်အဲ့တိုင်းလက်အောက်ခံတက်တယ်ဆိုတာကျွန်တော်ပြောရမှာဆိုရင်ရဲတာတာလောက်ပဲရဲရမှာနည်းနည်းစမှတ်ပူကြသေးတယ်အဲ့အဲ့လိုမျိုးပေါ့နော်အနေထားအဲ့လိုမျိုးရှိတယ်ကျွန်တော်နဲ့ပါလာတဲ့စက်ကြက်တဲ့ရောက်ဆိုရင်သူတို့ကတော့ကျွန်တော်တို့ကပြန်ပြီးကင်းဆောင်ပေးရမလို့ပဲ ဘာဖြစ်လို့ဆိုတော့ကင်းမထောင်လို့ကလည်းမရဘူးလက်တာနဲ့မူးတော့တာလက်တာနဲ့မူးတော့တာစစ်တပ်မှာကျွန်တော်တောက်လို့ရတယ်မူးလို့တော့မရဘူးစစ်တပ်တွေကဘလောက်မှမရှိသေးတာရုပ်သက်ကိုကြည့်လိုက်ရင်ကို့အဖေရွယ်လောက်ရှိတယ်အဲ့တော့ခေါ်ပြောရတယ်ကဲကို့ဆရာတို့ညလာသွားတဲ့အိမ်မှာတပ်မတွေကိုကြည်စမ်းနောက်ရှင်းဖို့လုပ်တဲ့လူတွေဘာပြောစရာရှိလဲဘာမှပြောစရာမလိုဘူးစစ်ကြောင်းကြီးရောက်လာတယ်ထွက်သွားတယ်ဘယ်သူမှတောင်းမသိလိုက်ဘူးအမိုင်လည်းဘာမှမကြံခဲ့ဘူးခမရတို့နှစ်ယောက်နဲ့တလောကလုံးညာကျွတ်နေတာပဲ ကဲအဲ့လိုလားဆိုရင်ကဲကျွန်တော်တို့ဘလို့စစ်တိုက်ကြမလဲဗျာဆိုတော့ဘာပြောလဲမှတ်တယ်ဘိုးကြီးလက်သိပါတယ်ကျွန်တော်တို့တက်တယ်အကြောင်းဟုတ်တယ်ပြီးခဲ့တဲ့ခေါက်ကဘိုးကြီးကခဏပဲလိုက်လာခဲ့ရလို့ကျွန်တော်တို့ကတက်မှာဆိုရင်ကျွန်တော်တို့နှစ်ယောက်ကအလိမ်မာဆုံးနဲ့တော်သေးတယ်ဟိုကျွန်တော်တို့ပြောဆိုပေါ့နော်ဒီရွာမှာဟမ်ဒီရွာမှာကျွန်တော်ကျွန်တော်တို့ပြောတာငါတယောက်ပဲရှိတယ်ဆိုတော့ကောင်းဒီပဲအဲအဲ့လိုအဲ့လိုလူတွေဒီလိုနဲ့၃00မြောက်လောက်မှာကျွန်တော်တို့ဆက်လေးတစည်းနဲ့အိုင်ဝလုတ်တဲ့သူနဲ့အဖွဲရနေလာကြိုပါတယ် လာကြတော့ကိုကြီးတဲ့ထုံးစံတိုင်းပဲအောင်ရင်ကတော့မြန်မြန်သာတည်ခဲ့တဲ့ဟိုဘက်မှာရှားတယ်ဆိုပြီးတော့ကြိုပြီးပြောချပါသေးတယ်အဲ့လိုနဲ့ကျွန်တော်တို့ကလရာမြစ်ရဲ့လက်တက်လေးတိုင်းအထက်ကိုစံတက်သွားတော့ကျွန်တော်တို့ရွှေပန်းငိုင်းဆိုတဲ့ရခိုင်ရွာကြီးကိုရောက်ပါပါလာတဲ့ရိတ်ခါသူငွေလာစားရိတ်ခါပစ္စည်းတွေအပ်ပြီးညနေဆောင်တော့လာပြီးစကြောင်းမူကဇင်ရောကတော့ lucky ပဲကွာဒီကောင်လာတာနဲ့ဝက်ကြီးမဟုတ်တော့ဘူးတဲ့မနေ့ပံ6လုံးသေးတယ်အဲ့တော့ဒီညပါလာတဲ့ပစ္စည်းတွေတေးကြထုတ်ကြပို့ကြမနေ့စောစောထွက်မယ်ဆိုပြီးတော့အိစာတင်ညောင်းလေးမှာတညပဲအိတ်လိုက်ရပါ ဲ့တော့ကျွန်တော်တို့နှုတ်ရှားတက်တွေကနောက်နေဘာလုပ်ရမလဲဆိုတာညနေကြာမှာဆက်ကနေဆက်သွယ်ရေးဆက်ကနေညွန်ကြတာဖြစ်ပါတယ်နောက်နေ6လုံးပေးတယ်ပေါ့နော်6လုံးဆိုတာမြေပုံညွန်အဲဒီရွာကနေဒီဟိုသွားရမယ်ဘလောက်ဝေးတယ်အဲဒါမျိုးကျွန်တော်တို့ကတက်ဆပြီးတော့ပြင်ဆင်ရတာအဲဝက်ကြီးဆိုတာတော့ဝင်းကျင်ဝင်းကျင်ဆိုကျွန်တော်ဘေးမှမသွားဘူးအေးဆေးပဲနှံ့နေတာပေါ့နော်ရောက်တဲ့နေရာမှာလည်းနှံ့နေအောင်ပဲပေါ့အဲ့လိုနဲ့မနေ့မိုးလင်းတော့ချင်းညာတော့အသိချင်းဖတ်မယ်ဆိုတော့ဘာဖြစ်တယ်မှတ်လဲလေတော့ဘာမှမရှိတော့ဘူးကျွန်တော်လည်းတော်တော်နဲ့တော့ဘာမှမကြောက်ပါဘူးစစ်တိုက်တဲ့စစ်သားကြီးဖက်နှက်ပြောက်တယ် ကျွန်တော်ခဏပြောတာဗီရောသားမှလည်းမလာဘူးပြီးတော့ခဏဆိုတဲ့အမျိုးကဘသူမှနှစ်ရံမထည့်ဘူးစစ်သွားတိုက်တာဟိုနှစ်ရံတော့ပါတာပေါ့နော်တရံကကျွန်တော်တို့ဆလစ်ပါဆလစ်ပါလဲကျွန်တော်တို့ဒီပေါ့ပေါ့ပါဖြစ်အောင်ပေါ့ပါဖြစ်အောင်ချင်းညာတော်နဲ့မှာပဲထည့်တယ်အဲ့မှာကြည့်လိုက်တချို့ကောင်တွေဆိုအဲ့မှာအဲ့ဆလစ်ပါဂွေလို့ခဏကြီးတွေ့သေးတယ်အာဘလို့ကောင်တွေလဲတော့မသိဘူးပေါ့နော်ထားလိုက်စစ်ကြောင်းမှုကလည်းစိတ်ဝင်စားဘူးစစ်ဖို့လို့ပြီးခဏပြောရသလားပေါ့အော်ဒုက္ခပဲ ဟိုဖဏပဲ level မှာဆိုရတော့မလို့ခေါင်းမဲ့အုံအိတ်ရတော့မလို့လို့ကဲတခြားလူဘယ်သူမှလည်းရှိတာမဟုတ်လေအဲ့လိုနဲ့လာပြီးအိုင်ဝကြာတယ်အကိုကြီးတို့တာခွဲရဒီ၆ဘောက်ကနေစောင့်နေဟိုဘက်ကမှစုပ်ပဲဆိုပြီးအမိတ်လေးပေးသူတို့ကလည်းထွက်သွားပြီကျွန်တော်ကကြာနေခဲ့ပြီကဲစဉ်းစားကြည့်ချင်းညာတော်ကြီးရဲ့တဏ္ဍကြီးရဲ့ချင်းရဖဏနဲ့ဗျာဘလို့သွားမလဲဘလို့စစ်တိုင်မလဲသွားတာဟိုရဲ့ဘလို့စစ်တိုင်မလဲခြေပြောင်ဦးနဲ့သွားလို့ရမှာကဒါကျွန်တော်တို့ရဲ့ခြေတော့တရားလဲဖဏအများကြီးစီးထားတဲ့ဘရဝါရီဆိုတော့နှုတ်ဖတ်နေတာပါအဲ့ဒီကကြာဘလို့မှမခံနိုင်ဘူးအဲ့နဲ့ကျွန်တော်ရဲ့ ကျွန်တော်ရဲ့တက်ခွဲယုံရဲ့တက်ခွဲယုံရဲ့အကူတက်စိတ်တစိတ်ပေါ့နော်ဆော်လျာအိုင်ုံပြောခဲ့တဲ့မြေပုံညော့အတိုင်းပဲကျွန်တော်တို့ကြောင်းမြန်ထွက်လာတာဟာဘူးကြီးတဲ့ကျွန်တော်တို့ကန်သောဘက်ကိုပြန်သွားတယ်ဟုတ်တယ်လို့လောလောဆယ်ကန်သောဘက်ကိုသွားမယ်လို့အဲကန်သောဘက်နာအထိပြန်သွားပါတယ်ကန်သောထန်းနာရွာတရွာရောက်ရောက်တော့ကျွန်တော်တို့မင်းမိုးလင်းနှင်းမကွဲသေးဘူးနှင်းမကွဲသေးဘူးနှင်းမကွဲသေးဘူးပိုရောက်မှကျွန်တော်လည်းအေးစင်မိုးငါစားပြီးတာနဲ့လဲတော့ခဏကိုချက်ချင်းပြန်ဝင်အမလေးโอเคတော့ပြီဒါဆိုစစ်တိုက်လို့ရပြီတေးတာမတေးတာဒါဒါလောဆယ်ခဏရသွားပြီ အဲအဲ့ကြကမှကျွန်တော်တို့နေစိတ်ကိုပြန်ဆင်းနေစိတ်ကိုပြန်ဆင်းပြီးကမှသူတို့ဆုံပြောမဲ့ point ကိုပြန်ပြီးဆက်လေငှားပြီးတော့တက်လာခဲ့ရတာကိုရောက်တော့အလုံးစုံပြောပြမှာတော့ကျွန်တော်အဲ့တိုင်းပဲဖဏဘာပြန်ဝယ်လိုက်ရတယ်ပေါ့ဟာမင်းလိုအဲ့ဘက်ကျွာသွားရဲတဲ့ဓာခဲလေးကြီးပဲတဲ့မကြောက်မလန့်ဆိုပြီးတော့လာပြီးပြောပါသေးတယ်ဩခက်တော့ခက်သားဘာလဲဆိုတော့ဒီဓာခဲလေးကိုကိုချင်တို့တွေ့ကျင်လို့ဆိုပြီးချင်းညာတော်ကြီးပတ်ထမ်းပြီးတော့တရောင်ဆင်းတရောင်တက်တရောင်ဝင်တရောင်ထွက်နေနေ့စဉ်ရက်ဆက်လိုက်ပြီးရှာတယ် ချိရနေရကြရတော့လေမသွားရကြတော့မှန်ပါတယ်သွားရကြလည်းအကြောင်းမရှိပါဘူးအတပိစစ်တိုက်ကြပါလေဆိုတဲ့စစ်သားကြီးတွေအနေထားလေရုံမနဲ့တောင်ခိုးခံရတယ်ဆိုတော့စစ်မလို့တိုက်ဖို့မပြောနဲ့စစ်လိုက်တို့တောင်မှပဲကြာကြာမခံဘူးဆိုတော့အနေထားမျိုးပေါ့နော်အဲ့တော့ချိတဲ့နေရာလေးဆိုရင်ပတ်ပွေပြီးတော့သွားကြတာပေါ့ဗျာအဲ့လိုအဲ့လိုကလရာမြေပြားဟာဒလက်မေဆိုတဲ့ရခိုင်ရွာကြီးမှာကျွန်တော်တို့ဆရာတော်ဘက်နှစ်ယောက်မြစ်ကိုကူးပြီးတော့တဲထိတ်ရင်ဘူးအရဲ့ဆင်းဝယ်ကြပုံကတော့ ြောခဲ့ပြီးပြီချင်ပါတယ်အဲ့ဒီလိုနဲ့ပုံနှကြောကြောက်တော်ရသေးတော်ရေစိုးကြောင်းခွင်ထဲကနေအငန်းငယ်အပြက်ပြက်နဲ့ချင်းကြီးနဲ့အတွင်းရောက်ရှိသွားပုံကတော့နောင်များမှာပေါ့ဗျာစစ်တွေမျိုးအချင်းတွေကတော့ယခုလိုလက်နေကြီးတွေနဲ့နှစ်ဖက်အားဆန်းမှုတွေလောက်ပဲရှိနေနိုင်ပါတယ် ရခိုင်တောင်ပိုင်းကြောက်ဖြူနဲ့ဆက်ဆက်နယ်မြေတွေမှာတော့စည်ရေးအခြေအနေတွေဘလို့ပြောင်းလဲလာနိုင်တယ်လဲဆိုတာကိုပဲစောင့်မျှော်ကြရမှာဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲကြီးရအောင်ပွဲကြီးရ